ချမ်းသာခြင်းနဲ့ဆင်းရဲခြင်းကြားကရှောက်ထွေးတဲ့လူဘဝ တင်းဘွားကြီးကနင်းနေလောက်မှားလိုက်တာနဲ့တဲတဲရေသွန်းသလိုဖြစ်သွားမဲ့ကစားပွဲတစ်ခုဖြစ်နေတတ်ပါတယ်။အခုပြောပြပေးသွားမဲ့ဇကားဟာလေလူမှုပတ်ဝန်းကျင်မှာကျင်လည်နေရတဲ့လူစင်းရဲ့မိသားစုလေးအကြောင်းကိုရိုက်ကူးထားတာပါ။လူပတ်ဝန်းကျင်ဆိုတာကတော့ချမ်းသာတဲ့သူကိုမျက်နှာသာပေးတတ်ပြီးစင်းရဲတဲ့သူတွေကိုဆိုရင်တော့အမားတစ်ခုလုံးမရင်တော့လက်ညှိုးထိုးပြီးပြောလို့မဆုံးဖြစ်နေတတ်ပါတယ်။ဒီဇလန်းလေးမှာတော့ချမ်းသာခြင်းနဲ့စင်းရဲခြင်းကြားကရှုပ်ထွေးမှုတွေလှည့်စားမှုတွေနဲ့ရှုပ်ဝှက်ချက်တွေကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဇလန်းလေးကတော့ကျင်းမြောင်းနဲ့မြေအောက်တိုက်ခန်းထဲမှာနေထိုင်နေကင်မီ ီသားစုကနေစတင်ပါတယ်ကင်မီသားစုမှာတော့မိသားစုဝင်၄ယောက်ရှိပြီးသူတို့ကဆင်းရဲတဲ့အတွက်ခက်ခဲတဲ့နေစဉ်ဘဝကိုရင်ဆိုင်နေကြရတာပါသူတို့နေထိုင်တဲ့အိမ်ကလည်းအရန်ကုန်မှတေးပြီးကိုရီးယားလိုနိုင်ငံရဲ့ Wi-Fi တော့သူတို့အိမ်ကနေမမိပါဘူးကင်မီသားစုကနေစိတ်စားစိတ်အတွက်နေတိုင်းချက်တဲနေတယ်ဆိုပေမဲ့သူတို့မိသားစုလေးမှာအမဲကြီးနူးစရာကောင်းတဲ့ရီမောတန့်တွေနဲ့ပြည့်နှက်နေပါတယ်တနေ့မှာတော့ကီဝူးရဲ့တငယ်ချင်းမင်းရောကသူ့ကိုပတ်မိသားစုရဲ့သမီးအတွက်အင်္ဂလိပ်စာသင်ပေးဖို့အလို့တစ်ခုကိုကန့်လှမ်းလာခဲ့ပါတယ်ကီဝူးဟာအင်္ဂလိပ်စာမှာဘ ഹു ဒုတရှိသူဖြစ်ပြီးကီဝူး ဦးအတွက်တက္ကသိုလ်ကျောင်းသားတယောက်အနေနဲ့ဟန်ဆောင်မှုစာရွက်စာတမ်းတွေကိုပါထုတ်ပေးခဲ့ပါတယ်။တကယ်တော့ဒီအခွင့်အရေးဟာကင်မီသားစုအတွက်လမ်းတည့်တစ်ခုဖြစ်လာတာပါ။ပတ်မီသားစုကတော့လူချမ်းသာတွေဖြစ်ပြီးကီဦးနေတဲ့အိမ်နဲ့ရှင်မယ်ဆိုရင်ပတ်မီသားစုရဲ့အိမ်ဟာခင်မီစောက်လုပ်ရည်နီးပညာတွေနဲ့တည်ဆောက်ထားပြီးလူတိုင်းနေချင်မဲ့အိမ်မျိုးဖြစ်ပါတယ်။ Mrs. Pat ကတော့အောင်မြင်တဲ့စီးပွားရေးသမားတယောက်ဖြစ်ပြီးကလေးနှစ်ယောက်ကိုစောင့်ရှောက်ပေးနေရတယ်မိခင်တယောက်ပါ။အဲဒီနောက်ကီဦးရဲ့ညီမကီဗျောကိုလည်းကိုကိုကိုအနုပညာဆရာမတယောက်လို့လိန်လိန်မိတ်ဆက်က Mrs. Pat ရဲ့သားလေးကိုသင်ကြားပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ ောပတ်မီသားစုရဲ့အိမ်တော်ဦးစီးဖြစ်သူပတ်တုံဟင်းရောက်လာခဲ့ပြီးကီယောကိုအိမ်ပြန်လိုက်ပို့ခဲ့ပါတယ်။ဒါပေမဲ့သူမတို့နေတဲ့နေရာကိုတည်သွားရင်ပြဿနာတက်မှာကိုစိုးရိမ်တာကြောင့်ဘူတာမှာအတိတ်တယောက်နဲ့ချိန်ထားတာရှိလို့ဆိုပြီးဘူတာယုံကုန်ပဲလိုက်ပို့ခိုင်းခဲ့ပါတယ်။ ပြည်ပြောပြန်ရောက်တော့ကီမီသားစုဟာလစာကောင်းကောင်းရတဲ့အနေနဲ့ဆိုင်နဲ့ဆိုင်မှာညစာစားပြီးပျော်ရွှင်နေခဲ့ပါတယ်။ဒီလိုနဲ့ပတ်မီသားစုရဲ့အလုံသမားတွေနေရာမှာကင်မီသားစုကတဖြည်းဖြည်းနဲ့အစားထိုးလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းပတ်မီသားစုရဲ့အင်ဂျီဘီပြေစုံနေမှုဟာအရင်အိမ်ဆောင်ပြန်လာတဲ့အခါမှာတော့ပျောက်ွယ်သွားပါတယ်။ဘာလို့လဲဆိုတော့သူမကကြောက်စရာကောင်းတဲ့ရှုပ်ဝှက်ချက်ကိုပေါ်ထောက်ခဲ့လို့ပဲဖြစ်ပါတယ်။အဲ့ဒီရှုပ်ဝှက်ချက်ကတော့သူမရဲ့ယောက်ျားဟာပတ်မီသားစုအင်ဂျီရဲ့မြေအောက်ခန်းထဲမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့တယ်ဆိုတာပါပဲ။ဒါပေမဲ့ကံမကောင်းစွာပဲမြေအောက်ခန်းထဲမှာနေထိုင်တဲ့ ူကကီဘူးတို့မိသားစုအကြောင်းကိုသိခဲ့ပြီးသူတို့လိန်နေတယ်ဆိုတာကိုလည်းသိခဲ့ပါတယ်။ပန်မီသားစုကတော့ဒီရှုဝတ်ချက်ကိုမသိခဲ့ပါဘူး။တနေ့မိုးသေးထန်စွာရွာပြီးရေတွေရှန်လာတဲ့အခါမှာတော့ကီဘူးတို့လည်းသူတို့နေရာကနေပြောင်းလာခဲ့ရပါတယ်။နောက်တနေ့မှာတော့ပန်မီသားစုတို့အိမ်မှာပါတီပွဲကျင်းပနေတော့ကီဘူးကမြေအောင်ခန်းထဲမှာနေတဲ့လူနဲ့အပေးယူလုပ်ဖို့သွားတဲ့အချိန်မှာအဲ့ဒီလူရဲ့မိမဖြစ်သူတည်နေတာကိုတွေ့ခဲ့ရပါတယ်။မြေအောင်ခန်းထဲကလူကလည်းကီဘူးကိုတိုက်ခိုက်ခဲ့ပြီးမိဖို့ကြောင့်လည်းဓာတ်ချောင်းကိုယူကအပြင်မှာပါတီပွဲကျင်းပနေတဲ့ကီယောကိုတတ်ခဲ့ပါတယ်။ ကီယောရဲ့ဖေကသူ့ကိုလာကြည့်တဲ့အချိန်ပတ်တုံဟေကသူ့ရဲ့သားလေးမေးလဲသွားတဲ့အတွက်စေယုံကိုလိုက်ပို့ဖို့အော်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကီယောရဲ့ဖေကလည်းဒေါသထွက်လာပြီးပတ်တုံဟေကိုတတ်ပြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့အဖေကပျောက်သွားခဲ့ပြီးကီဝူးကလည်းပြန်တက်တာလာခဲ့ပါတယ်။လက်အနှင်းငယ်ကြာမှာတော့ကီဝူးဟာပတ်မီသားစုရဲ့အိမ်ကိုစောင့်ကြည့်နေခဲ့ပြီးသူ့အဖေကအဲ့ဒီအိမ်ရဲ့မြေအောက်ခန်းထဲမှာပုန်းနေတယ်ဆိုတာကိုသိခဲ့ရပါတယ်။ဒီနေ့မှာတော့ကီဝူးဟာပတ်စံရှာပြီးပတ်မီသားစုရဲ့အိမ်ကိုဝယ်ခဲ့တဲ့အတွက်နောက်ဆုံးမှာတော့သူ့အဖေနဲ့ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ဒီ parasite ဆိုတဲ့ဇာတ်ကားလေးဟာလူပေါင်ကြ ားမှာရှိတဲ့အစင်တန်းကွာဟာမှုတွေကိုရိုက်ပြထားတဲ့ဇာကားတကားဖြစ်တာကြောင့်ဒီလိုမျိုးပခေလိဆန်ဆန်ဇာကားတွေကိုကြိုက်တယ်ဆိုရင်တော့ဒီပါရာဆိုက်ဇာကားလေးကိုကြီးဖို့အကြံပေးပါတယ်။